အရှင်းဆုံးပြောဆိုတော့6လပိုင်းအကုန်ကန်ဒီဒိုရီမို7လပိုင်းလာလေလာမှာအခုပုံစံအတိုင်းသူတို့ဆက်လုပ်နေမှာဆိုတော့တစ်စင်းနဲ့ခွန်စစ်စင်ရတတ်ရကြီးလိုင်းကပြန်ဆောက်လာမှာနော်အခုဒီကလေးတွေရိုက်တဲ့ကလေးတွေရဲ့ဦးမင်းသားချင်းညီပေါင်းတို့မတွေကလည်းဒီကလေးတွေကိုချင်းပြမယ်ဘာမဟုတ်ပါဘူးတော့တိကျတယ်တိကျဒီတို့အတန်းစားတွေကိုရောက်နေတယ်ဒီတို့အတိုင်းဝိုင်းတွေကိုရောက်နေတယ်ဆိုတော့ကဂျနေဘီအတိုင်းဝိုင်းအောက်တန်းစားအတိုင်းဝိုင်းဖြစ်ဖို့အတွက်60ရာခိုင်နှုန်းတိကျတယ် Hello Charami ba Pitunyo ko monoma mya along mai mingla ba news pitch channel ka ne pro ma pyan le chou so lai ba de 2025 khone zon la 17 yin ni chou lo taw cha ni nya pai video tin sin mu ni ne din ni nya ma son do na son ye shit tha de tolan the din to din ko mya so shit da phit de twe video ko chaw ne to sa song chit shu pe cha pho along phe kho lai ba de chou lo ayong so ni ne kha dai lo ba tin to le de chi lai ya aw na parma aw son tin to bo ni ne ka do မကွေးတိုင်းကဖဲမျိုးနဲ့နိုင်ရီကန်လီကျောင်းရံကာကွယ်ရေးတပ်စခန်းကထွက်ပြေးလာတဲ့အချမ်းဘက်စစ်ကောင်စီတပ်သား23ဦးကိုလက်နက်ခဲတွေနဲ့သူအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။လေကျောင်းရံကာကွယ်ဗျူဟာကုန်းမှာတော်ဝင်ထမ်းဆောင်နေတဲ့ပြည်သူစစ်တွေလည်းပါမယ်။တပ်သားအဟောင်းတွေလည်းပါမယ်။ရဲခါတွေမရရှိတာတွေချက်ပြွေရေးတမားကရှေ့တန်းစစ်ကြောင်းတွေစီမပို့တာတွေအဲ့လိုမျိုးသတင်းစကားတွေတုံ့ပန်းတွေစီကကြားထားရတယ်။သူတို့ထိပ်ပိုင်းကောင်းဆောင်တွေကပြည်သူစစ်တွေအောက်ခြေရဲဘော်တွေကိုရန်သူနဲ့ ထိတိုက်တွေးနေတဲ့နေရာကိုတွန်းပို့ပြီးတော့မှအတေခံတိုက်ခိုင်းတာတွေကျွန်တော်တို့မြင်မြင်တွေ့ရှိရပါတယ်အတေခံတိုက်ခိုင်းတာဘလို့မျိုးအကျိုးမြတ်တွေအတွက်ဘလို့နိုင်ငံရေးမျိုးမှန်းချက်တွေအတွက်မသိရှိရဘဲနဲ့တပ်သားတွေကိုလူခွင့်ရေးချိုးဖောက်တာခိုင်းစင်မှုတွေရှိနေတယ်ဆိုပြီးတော့မှစစ်တပ်ဘက်တွေဖြေချမှုရသိရပါတယ်အဲ့ဒါတွေကြောင့်နေရကမျိုးအကောမှာပဲဖြစ်ဖြစ်နေရကအနီးတစ်ဝိုင်းမှာတဆွဲထားတာပဲဖြစ်ဖြစ်အသက်နိုင်ဆုံးအလေးဝင်ကြဖို့နဲ့ဒီလိုမှမဟုတ်ဘဲနဲ့တေခံပြရမှတက်ပြီးပြီးတော့မှတိုက်ခိုက်ကောက်ခွင့်ချင်တယ်ဆိုတော့လည်းသူတို့ရဲ့စန္ဒတိုင်းမှာပဲဆိုပြီးတော့မှ CDF အရှိုကပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Slide Rule ချင်းအနေနဲ့ပြောဆိုထားပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ပေါ့နော်အခုစထွက်ပြလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုဒီတော်လန်တပ်ဖွဲ့တွေနဲ့ပြီးတော့ဖမ်းဆီးမှုတွေများစွာရှိနေတာမို့လို့နောက်မကျတိတ်ခင်မှာဂျန်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနေတယ်လဲရှေ့တန်းစစ်မှုတွေပြမှာကျွန်တော်တော်လန်တပ်ဖွဲ့တွေနဲ့ပြီးတော့တတိပေးထားတော့အများဆုံးလက်နဲ့ချလေးဝင်ကြဖို့ကျွန်တော်တို့နေကနေထပ်ပြီးတော့မှတတိပေးပြောလိုပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ ရေချီမြို့နယ်မှာစစ်ကောင်စီတပ်အခိုင်အမာခံစစ်ပြင်ထားတဲ့အမတ်344အမြောက်တရင်အမတ်344ကနေပြည်မစစ်သားတွေစတင်စုခွာနေပြီးတော့မှတိုက်ပွဲတွေပိုပြင်းထန်လာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်344ကအမြောက်တွေဂျုံပြောခါလိုက်ရ36ကိုပို့တယ်ကားတွေနဲ့အမိုးကားတွေအုပ်ပြီးတော့မှဇွန်လ17ရက်နေ့နဲ့12ရက်နေ့တွေမှာစပြီးတော့မှပို့နေတာ344ကနေစပြီးတော့မှစုခွာလာတဲ့အခြေအနေဖြစ်ပါတယ်ဆိုပြီးတော့မှ ဒေတာတွင်စီရဲ့အခြေအနေစောင့်ကြည့်နေသူတို့ကလည်းပြန်မပြောဆိုထားဖြစ်ပါတယ်။ခါလာရ36ကိုပို့ပေးမဲ့သူလဲအခွန်ပဲရှိတာ။ရခိုင်ကတပွဲတွေမှာခါလာရ36ကစစ်ကြောင်းလိုက်ပြုတ်တာတွေရှိတယ်။အခုကစစ်ကောင်စီကဗယံဗဒါဆုတ်လိုက်ရပုံရှိတယ်ဆိုပြီးတော့မှဒေတာတွင်ကာကွယ်ရေးဘော်ကတိုးရတယ်ပြန်မပြောဆိုထားပဲဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ကတော့ အေနဲ့ PDF ဝန်တဖို့နေရဒီလိုမျိုးတိုင်းတိုင်းတိုင်းစစ်စင်မှာကြာဆုံးမှုများစွာရှိနေတာဖြစ်ပြမအခုဆိုရင် AOD နဲ့ပေါ့နော်ရဟန်းစကြမှာရှိတဲ့စခန်းတွေအလုံးကြီးပေါ့လလဆုံရှုံထားတာပဲဖြစ်ပါတယ်ကျတို့ AR ဆိုတော့အခုဆိုရင် AOD ကိုတဖြည်းဖြည်းဝင်ရောက်နေတာမို့လို့ပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးတီးမြင်လေးတွေရရှိပြီးတော့မှကျတို့တော်လန်ရဲဘော်တွေကနေပြီးတော့မှလင်းနေချဖို့ပြောဆိုနေကြတဲ့အချိန်မှာအညံ့ခံကြဖို့ကျွန်တော်ထပ်ပြီးတော့မှပြောလိုပါတယ်နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ အချမ်းဘက်စက်ကောင်စီလော်ဘီဇော်ဘင်းကိုနိုင်ငံတော်ကြီးညိုပြစ်စင်မှုပုံမှန်905ကကြီးနဲ့စစ်တွေဥပဒေပုံမှန်66ကကြီးတို့နဲ့အမှုဖွင့်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ကိုဇော်ဘင်းကိုအမှုဖွင့်တာကလပခအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကဖွင့်တယ်လို့သိရတယ်။လူကြီးတွေကိုဆဲဆိုလို့အမှုဖွင့်တာနိုင်ငံတော်ချီညိုပြည့်စုံမှုပုံမှန်905ကကြီးနောက်ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့စစ်တွေးပုံမှ66ကကြီးလက်ရှိနေသေးတယ်။ပုံမှကတော့နှစ်ခုပဲ။လိုင်းပေါ်မှာတင့်နေတဲ့အချမ်းဖက်မှုတိုက်ဖြစ်ဥပဒေနဲ့အမှုဖွင့်ထားတယ်ဆိုတာတော့မရှိဘူး။ဒါပေမဲ့ဟန်ကျင်းဦးတို့အုပ်စုကတော့အချမ်းဖက်မှုဥပဒေနဲ့ဖွင့်အောင်အသင်းကိုလော်နေတယ်ဆိုပြီးတော့မှမဘာတာဖွဲ့ဝင်သူကနေပြမပြောဆိုထားတာဖြစ်ပါတယ်။ မြောက်လိုင်းပါဝင်ဆရာရှိတွေကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းတကူမြို့တက်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာဆိုတော့ပါမတ်358 2025စစ်တပ်ရဲ့ဥပဒေပုံမှ66ကကြီးနဲ့မဘာတာနဲ့စစ်တပ်ထောက်ခံသူဖြစ်တဲ့ဒေါ်မိုးမိုးခိုင်ရနဲ့ပြည်မှာဇော်ပွင့်ကိုမေလ9ရက်နေ့မှာမိုးဖွင့်ထားပြည်မှာအဲ့ဒီမိုးတွက်လဲရင်ဆိုင်ရောင်းမယ်လို့ကျွန်တော်နောက်ထပ်တည့်ရတာပဲဖြစ်ပါတယ်ဇော်ပွင့်အနေနဲ့ပေါ့နော် အခုဆိုရင်ဒီလိုမျိုးအမှုနမှုအရင်ဆိုင်တွေရတာဖြစ်ပြီးတော့မှသူ့အနေနဲ့ဒီအ ਨੇ ဆုံးထောင်တန်းရှင်းနေကနေဆယ်နဲ့ထိကြခံနေတယ်ဆိုပြီးတော့မှကျွန်တော်ပြည်သူတွေကနေပြီးတော့မှချက်ပြပြောဆိုနေကြတာပဲဖြစ်ပါတယ်ပြည်သူတွေတာမကသူတို့ဒီစစ်ကောင်စီတို့ပါမမရင်ဆဲဆိုပြောဆိုခဲ့တဲ့ဇဝင်းရဆိုတော့အခုဆိုရင်ထောင်ထဲမှာတက်တက်လုံးအယိုးဆွေးအောင်နေရတော့မဲ့အခြေအနေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြမှာကတော့ မနေ့ကကျွန်တော်အားလုံးတွေ့ထားတဲ့အချိန်မှာမန္တလေးမြို့ပေါ်မှာဆွတော့ပါနော်ပြည်သူစစ်တင်တန်းဆင်းတွေဖြစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်လူငယ်လေးတွေကနေပြီးတော့မှသူတို့နဲ့ရွယ်သူကျွန်တော်ပြည်သူတွေကိုဒီထိုးနဲ့ကန်ကြောက်တာတွေလို့နေတဲ့ဗီဒီယိုဖိုင်ပေါ်မှာကိုစီကနေပြီးတော့မှပါနော်သူ့မြင်ကိုတုံ့တက်ပြောဆိုထားဖြစ်ပါတယ်ကိုစီအနေနဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်ကျွန်တော်တို့တိုင်းပြည်ဟာတင်စာတင့်နေလေဆိုတော့အဲ့ဒီတင်စာတာတွေကြောင့်အဲ့ဒီတင်စာတာတွေကိုမမောတဲ့ပညာမဲ့အောက်တန်းစားတွေပြီးရင်ကဘာကလူမဲ့လူလေတွေကြောင့်အဲ့ဒီတိုင်းပြည်ဟာတင်စာတင့်နေရတာ အခုဒီကလေးတွေကနှစ်နှစ်ရိုက်တဲ့ကောင်ရောရိုက်ခံထိတဲ့ကောင်ရောအသက်ဆက်ချင်းနဲ့ပြည်သေးတဲ့ရုပ်တွေမဟုတ်ဘူးနော်ဒါပေမဲ့အခုလို့လှုပ်တဲ့လှုပ်ရက်တလိမ့်ဆန်ဝါဒဒီလှုပ်ရက်ဟာလူပြင်းလူညံ့အောက်တန်းစားတွေပဲလှုပ်တဲ့အလုပ်ဆိုတာကိုသူတို့မသိဘူးဘာလို့သိတဲ့အရွယ်ပုံတင်းဘူးလေအဲ့လိုမစင်းစားနိုင်ဘူးအဲ့လိုမျိုးအောက်တန်းစားဆရာပြင်းအောင်မလုပ်လေအောက်တန်းစားကြီးတွေကအပေါ်ကနေနီးလန်းပြပေးတယ်ကြောက်ဘက်ထဲမှာလှုပ်ပေးတဲ့သူတို့ကလေးတွေနော်သူတို့အာနာရရဲ့အတွက်တီတူပြည်သူချင်းတိုက်ဆက်အခုကြီးကမင်းတို့ကောင်းတာ ဟမ်အဲ့ဒါယောက်ျားစိတ်ဆက်မဟုတ်ဘူးလေအခုဒီကလေးတွေရိုက်တဲ့ကလေးတွေရဲ့ဥမင်းသားချင်းညီကိုမောင်နှမတွေကလည်းဒီကလေးတွေကိုရှင်းပြမယ်အာမဟုတ်ပါဘူးဆိုတော့တိညာနဲ့တိတယ်ဒီလိုအတန်းစားလေးကိုရောက်နေတယ်ဒီလိုအတိုင်းဝိုင်းလေးကိုရောက်နေတယ်ဆိုတဲ့ကဂျနေဘီအတိုင်းဝိုင်းအောက်တန်းစားအတိုင်းဝိုင်းဖြစ်ဖို့အတွက်60ရာခိုင်နှုန်းတေးကြတယ်အဲ့တော့မိမဆုံးမဖမဆုံးမအတိုင်းဝိုင်းပြဖို့60ရာခိုင်နှုန်းတေးကြတဲ့အတွက်မိမဆုံးမဖမဆုံးမဓာရီရဲ့ဇရိုက်ကအဲ့ဇရိုက်ပဲလာလိမ့်မယ်။ကျွန်တော်ကသုံးမှသုံးနေမှုမရှိဘူး။ဓာရီနော်။ဦးလေးတိုင်ဦးလေးအတော်တိုင်အတော်အဖေးတိုင်အဖေးအမေးတိုင်အမေးဓာရီအဲ့လိုလုပ်ရမှာမလုပ်ပါဘူးနော်။ လူတယောက်ကိုအဲ့လိုလုပ်တာဒါပညာမဲ့အောက်တန်းစားလုပ်တာအဲ့လားတိရစ္ဆာန်ဝါဒနော်ကောင်းကောင်းမို့လို့တို့မှာပြည့်စီလို့ရှိရင်ဥပဒေတောင်းရရှိတယ်တရားဥပဒေတိုင်းအရေးကြီးလို့ရတယ်နော်တန်းနေတဲ့ဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့လက်နဲ့အားကိုးနဲ့မတရားနိုင်ကြည့်မယ်ဆိုတားကိုသူများပြန်ချင်းရောတားခံနိုင်မလားဒီလိုမျိုးဆုံးမတုံတင်လမ်းပြပေးမယ်ဆွေမျိုးတားချင်းမရှိလို့တာဒီလိုအောက်တန်းစားအတိုင်းဝိုင်းကိုဖြစ်နေတာပေါ့ဟုတ်တယ်မလားအဲ့ဒါကြည့်ပါမြန်မာပြည်မှာဒီလိုအတိုင်းဝိုင်းဒီလိုအတန်းစားတွေဘလောက်မွေးထုတ်ခံတည်ကြပြီလဲ ကြည့်ကြည့်တဲ့ဒီမြင်ကွင်းကိုကြည့်လို့ကောင်းကြတယ်အဲ့တော့ခမညာတို့အားပေါ်နေတဲ့စစ်တပ်ဆိုတာအဲ့ဒါလိုမြင်ကွင်းမျိုးတီးတန့်မွေးထုတ်တဲ့စစ်တပ်အဲ့ဒါလိုစစ်တပ်မျိုးကိုကျွန်တော်တို့ကလက်ခံတင်လာရအောင်အမြင့်ဖြတ်တင်လာတိုင်းပြည်တစ်ခုအတွက်စစ်တပ်မရှိလို့မရဘူးမှန်တယ်ကျွန်တော်တို့လက်ခံတယ်တိုင်းပြည်တစ်ခုအတွက်စစ်တပ်ရှိရတယ်ဒါပေမဲ့ကမ္ဘာပေါ်မှာစစ်တပ်မရှိတဲ့တိုင်းပြည်တွေလည်းရှိတယ်နော်အဲ့ဒီရှိတဲ့စစ်တပ်ဒီတိုင်းပြည်နဲ့ပြည်သူကိုကာဝယ်စောင့်ရှောက်ကမဲ့စစ်တပ်ပဲဖြစ်ကမယ်စစ်တပ်ဆိုတာစစ်တမ်းလျားမှနေရမယ်မင်းဟာပြပကျူးကျော်စစ်ဝင်လာရင်မင်းတိုက်ကမယ်ဟဲ့တိုင်းပြည်ကိုကာဝယ်ရမယ် အားနေတာအားနေလို့ရှိရင်လက်ကျင့်နေတိုင်းပြည်အုပ်ချုပ်တာမင်းစောင့်တော့မဟုတ်ဘူးဆိုတော့အဲ့ဒီစစ်သားဗိုလ်ချုပ်ကြီးကောင်းကောင်းသိအောင်လို့ကျွန်တော်တို့ပြည်သူကလှုပ်ပေးအောင်အဲ့တော့ဒီကာလဒီအချိန်တွေမှာကျွန်တော်တို့တွေကအဲ့ဒီအာဏာရှင်စနစ်အမြင့်ဆိုးအမြင့်ကနေစွဲနှုတ်နိုင်ရင်တော့မနှုတ်နိုင်ရင်တော့ကျွန်တော်တို့ဘဝသွားပြီသွားပြီနောက်ဘယ်တော့မှပြောင်းမဟုတ်တော့ဘူးချိန်နေတယ်နောက်အခုချိန်မြင်ကောင်းလားဟမ်အဲ့ဒီအဲ့ဒါပုတ်ခတ်ထိတဲ့နေရာမှာနော်ကျွန်တော်မေးချင်တဲ့ဒီနေရာကနေ စစ်ဘုံချုပ်တွေနဲ့အဲ့ဒီစစ်တပ်ဘက်အချင်းကအတိုင်းဝိုင်းအကုန်လုံးကိုကျွန်တော်တစ်ခုပဲမေးချင်တယ်ကိုကိုကိုပဲဖြေပေးပါเนาะအတူများမဖြေနဲ့ဒီဗီဒီယိုလေးကိုကြည့်မိွားတယ်ကိုကစစ်တပ်ဘက်အတိုင်းဝိုင်းကဒါမှမဟုတ်စစ်တပ်ကိုထောက်ခံတယ်လက်ရှိစစ်ကောင်စီအတိုင်းဝိုင်းကစစ်ကောင်စီကိုထောက်ခံတယ်ဆိုရင်ကျွန်တော်မေးတဲ့မေးခွန်းလေးကိုခမည်းကိုခမည်းတော်ကိုကိုကိုပဲပြန်ဖြေကြည့်ွားနော်အဲ့ဒါအချမ်းမမေဘူးအဲ့ဒီရိုက်ခံပုတ်ခံထိတဲ့နေရာမှာခမည်းတော်ရဲ့တားလေးခမည်းတော်ရဲ့တူလေးခမည်းတော်ရဲ့မောင်လေးဖြစ်နေကြည်စမ်းခမည်းတော်ခံနိုင်မလား မှန်တယ်နော်ကိုစီပြောတော့တာကျွန်တော်ဒီလိုမျိုးမန္လင်းမြို့ပေါ်မှာကိုဆူဆူရဖြစ်သွားခဲ့တာဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့ကျွန်တော်ဒီလူငယ်တွေပေါ်မှာအုံချပြီးတော့မှ brain wash လုပ်ခဲ့တယ်ဆိုတာကိုလည်းထပ်ပြီးတော့မှတွေ့တာဖြစ်တယ်ဒီလိုမျိုးလူငယ်ပေါ်စနာလေးတွေဆိုတော့အခုလိုကျွန်တော် မင်းမဆရာဆန်ဆန်နဲ့ပေါ့နော်ပြတူချင်းချင်းပဲပြတော့မှဖီးနေရဲစုမှုတွေလို့ဆောင်းလာတော့ကျွန်တော်တွေ့ရတယ်ပြတော့မှနောက်တဲ့ချိန်မှာစစ်ကောင်စီရဲ့လက်ကမ်းတို့တွေဖြစ်လာမယ်ဆိုတော့ကျင့်တီပြောလို့ရနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးလူငယ်တွေကိုကျွန်တော်ထိန်းချောင်းပေးမဲ့လို့လည်းမရှိတဲ့ပြင်ဟိုစင်စစ်ကောင်စီအနေနဲ့တေချာလေးကို train ပြီးတော့မှကျွန်တော်မိဘပြတူတွေပေါ်မှာ နေရာအမုန်းစစ်တွေပေါ့နော်ပို့ပြီးတော့များလာအောင်လှုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့တပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်။ဒါကတော့အာနာရှင်စနစ်လူတစုတွေရဲ့သူတို့လိုလေးလိုထားရှိတဲ့ပြည်သူချင်းချင်းတွေ့ခွေတက်ရှုတဲ့နေလတွေထဲကတခုဖြစ်တော့မလို့ကျွန်တော်ဒီတိုင်းမှာဆိုတော့ Facebook အာနာရှင်လူတစုတွေကိုဘာကြောင့်ဖြိုချတင်နေပြီလဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့လာမယ့်နေ့ရက်တွင်းမှာမြန်မာနိုင်ငံမှာငွေရသွင်းနေတဲ့ပေါ့နော်နေရာဒေသတွေနဲ့ပတ်သက်ပြီးတော့မှဦးထိပ်သိမ်းရဲ့တုံ့တက်ပြောဆိုမှုလေးဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် တနေနေ့14ရက်နေ့ရောက်တဲ့အခါမှာလဲမုတ်တုံလေစီးကြောင်းအားနဲ့မြမာပြည်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲမြမာပြည်အထက်ပိုင်းမှာလည်းမိုးများနိုင်တဲ့အခြေအနေရှိပါတယ်ထို့တူချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ် မုံပြင်းနဲ့သတင်းနာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မုံကြီးနိုင်ပါတယ်အထူးသဖြင့်ရခိုင်ရိုးမနဲ့ရခိုင်ပြည်တောင်ပိုင်းဒဝယ်ကနေပြီးတော့မော်လမြိုင်အထိနေရာကွက်ပြီးတော့မိုးရေချင်း၄လမ၅လမလောက်ထိရရှိနိုင်တဲ့အနေအထားဟာအနေရဲ့ရှိလာပြီလို့အတိပေးတင်ပြလိုပါတယ်။၁၅ရက်နေ့တနင်္ဂနွေနေ့မှာတော့ ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးရေကြီး6လမကျော်ကျော်ရွာသွန်းနိုင်တဲ့အနေဓာတ်ဟာကျွန်တော်တို့တောင်ပြိုခြင်းလမ်းပြိုခြင်းတောင်ဆောင်များမှ နေထိုင်သူများမြေချောင်းများမှ နေထိုင်သူများ ရေအလုံးလိုက်တိုက်စားခြင်းအချိန်တွေများကိုခံရနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့မိတ်ဆွေများကိုအချိန်မီဂရိပေးကြပါထို့အတူပဲအချင်းပြင်းနယ်သခိုင်းတိုင်းတစ်ပိုင်းချင်းပြင်းနယ်ရခိုင်ပြင်းနယ်အေရဝတီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းအရှိပဲရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် ်ခိုးဒီမှာကျတော့ကြားထားတဲ့အတိုင်းဆိုတော့ဗောနော်နေလာမယ့်နေ့ရက်အတွင်းမှာကိုပြန်ပြီးတော့မှမိုးကြီးနေတဲ့အခြေအနေတွေတွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျတော့ဒီမီနီယာဒေတာတွေနဲ့မြေချောင်းပြည်မှာနေတဲ့မြို့ပပြည်သူတွေနေတဲ့ဒီလိုမျိုးတရင်တွေကိုချင်းချင်းဖလှယ်ရင်းနဲ့ကျတော့ရွှေပြောင်းတင်တာတွေရွှေပြောင်းကြဖို့လွယ်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတော့ပြည်သူတွေဘက်ကနေပြီးတော့မှတော်တော်လိုင်းရေးလုံးနေတဲ့အချိန်မှာပဲအခုလိုမျိုးမိုးလေဝသတရင်ကိုနားဆင်ရင်းနဲ့ဗောနော်ရေးချမှုတွေကနေပြီးတော့မှအများဆုံးချိုးတင်ကောက်ွယ်ဖို့လွယ်နေတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတို့ပို့နေတဲ့ MNDA ရေးပေါ်တို့ဖြစ်တဲ့ကိုလုံးဝင်နဲ့ပြီးတော့မှလာရှုံမျိုးနဲ့ပေါ့နော်ရှမ်းမြောက်မှာတောင်းကြနေတဲ့စကောင်စီတဖုံတွေကိုဘလိုမျိုးဆုံးမတတိပေးထားပြီးတော့မှပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်အဲတကယ်တမ်းဆိုတော့အခုပြောမယ့်စကားလုံးတွေကမပြောတင်ဘူးနော်မပြောတင်ဘူးဆိုတော့လည်းကျွန်တော်လူတို့ကိုလည်းကျွန်တော်တအားကြီးကက်ကက်အပညူလေးကျွန်တော်လည်းကျွန်တော်စိုးရိမ်နေတာနော်အခုဒီတိတ်ကြီးကိုလာရှုံလိုပဲပြန်ပြီးမယ်ဆိုစကားလုံးတွေကတ်နေတာလည်း จ้างเนี่ยแหละติเนี่ยแหละเนาะตะเกียรละเราที่ติ่งนี่ก็เปลี่ยนแล้วไปปุ๊บเนี่ยไม่ไปสุดแล้วก็จ้ะแล้วโหเว้ยแม่อชิงลงเปียเนาะตะเกียรไลน์บ่เนาะ30นิด90เซนเนี่ยตะเกียรไลน์นี่เปลี่ยนมาทาไงเนาะกันก้องบ่เนี่ยไอ้ตัวติ่งเนี่ยเราเปลี่ยนไปมาได้บ่เข้าตัวโหถั่วเนี่ยตะดิ่งเนี่ยก็ละหาละไปแล้วเราก็เชิญมาเลยเนาะแล้วรถเสียก็ที่ติ่งนี่มาเราสมมุติไอ้ฉีไซบ่เนาะฉีไซดิชี้ทาก็จ้ะแล้วติ่งเนี่ยเราบ่ต้องเปลี่ยนไปเปลี่ยนบ่เข้าเปียเออบริโภคอ่ะที่อาชาสนิทกับ ယောက်ျားတော့ဟိုကျက်သုံးမပြီဆိုရင်တော့ကျွန်တော်ဆက်ခွန်ဆုတ်ခွန်တော့နေမယ်။အလားရှိရှိလေးကျော်တော့ကျွန်တော်တို့ကျမဆုတ်ခွန်တော့မှာပဲ။အလားရှိရှိလေးစနေမှာပြောက်ချလေးတွေတော့ကျွန်တော်တို့အတူတူအခုဒီလာဟိုလာရှုပ်ပြန်ပေးခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီအနေနဲ့ကတော့အခြားတော့လို့နဲ့နိုင်ငံအဖွဲ့အစည်းတွေအတွက်အများကြီးအကူအညီဖြစ်နေတော့အဲ့အများကြီးအကူအညီဖြစ်လို့လည်းကျွန်တော်ဒီလာရှုပ်ပြန်ပေးခဲ့တယ်။အဲ့လာရှုပ်မပေးရင်လည်းအခြားတော့နဲ့နိုင်ငံတော်လိုင်းအဖွဲ့အစည်းတွေဘယ်လိုမှစမလုံးလို့မရအောင်ပြဒါတော့ကျွန်တော်အခွင့်အရေးနဲ့ကျွန်တော်ထည့်မပြောတော့တာเนาะဒါတော့ကျွန်တော်ပေါ်နားလည်ပြီးစစ်ချင်ပါလေအခု ဒီတိမ်ပြန်ပေးဖို့ဆိုတာ live မှာလွှင့်နေတဲ့တင်းနေရအချို့တော့တူနေရတယ်တော်တော်များပြောနေတာဘောမှာခိုက်ကျွန်တော်များဆိုတော့တည်ရတယ်နော်သူတို့ wall ဝင်ကြည့်တဲ့ခါကျတော့အဲဒါဘောမှာနေမယ်ဆိုတော့တော့ကျွန်တော်မြင်နေတွေ့နေရတယ်ဒါအခုဒါကျွန်တော် long way account set amount ခံ long way mmd mmd ထိုက်တိုင်းကကျွန်တော်ဘောမှာပိုက်ချမ်းလို့ကျွန်တော် mmd ကိုမထိုက်တော့ဘဲနဲ့ long way ဆိုတော့ကျွန်တော်ခံရနော်ကျွန်တော် account နေလေအတူတူလည်းအများကြီးပေါ်နေနော်ကျွန်တော်ကျွန်တော်ကိုယ်ကတော့ high နေတယ်ကျွန်တော် account 2ပါ ကျွန်တော်ပုံနဲ့ကျွန်တော်ပြောထားတဲ့စကားလုံးနေနဲ့နောက်ပြီးကျွန်တော်ပြောထားတဲ့ဗီဒီယိုဖိုင်လေးနဲ့ပဲသူအကုန်လုံးတင်ထားတယ်အဲ့ဒီ account နဲ့ရှိပါတယ်ဒါမှဒါလေးဒါလေးတော့အရေးကြီးတဲ့အလုပ်တွေလည်းမဟုတ်ပါဘူးနော်အရေးကြီးတဲ့အလုပ်လည်းမဟုတ်တာကြတော့ဒီတိတ်တိပြန်ပေးဖို့ကိစ္စဟာဟိုအချာတော့လူတွေတော်တော်များအဝိမဲ့စိုးရင်စိတ်တွေပေါ်နေရတယ်ကြစွင့်စိပေါ်နေဆိုတော့စွင့်စာမလို့ဘယ်လုံးမှမလို့ပြဟိုအချိန်အောင်ပြဆိုတော့6လပိုင်းအကုန်간ဒီတော်ဒီမဟုတ်7လပိုင်းလလဲလောက်မှာ အခုပုံစံတိုင်းသူတို့ဆက်လုပ်နေမှာဆိုတော့တဆင်းနဲ့ကွန်ဆက်စင်ရတတ်တဲ့ရေလိုင်းကပြန်ဆလာမှာနော်တတ်တဲ့ရေလိုင်းပြန်ဆလာမှာအဲ့ဒီခါကျတော့ဒီဟိုပြန်ပေးဖို့ကိစ္စဆိုတော့မဖြစ်နိုင်တဲ့အရာလို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါလူလူကဒါအားရလဲပြီးမပူကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ခုဒီမှာကျွန်တော်တို့ကြားထားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှမ်းမြောက်မှာတော်တော်လေးတောင်းချနေပြီးတော့မှဂျာတဲ့ကနေပြီးတော့မှ ဝမ်မာလော်ဘီတွေရနေပြီးတော့မှလာမယ့်ကိုလာပိုင်းလောက်မှာစစ်ကောင်စီအနေနဲ့တိန်နီမျိုးကိုပြန်လည်ရရယူသွားမယ်ဆိုပြီးတော့မှပြောကြားတဲ့ပုံမှာသူအနေနဲ့အဲ့ဒီတတိနေရချင်းတတိနေဖြစ်တဲ့ဆိုတဲ့အကြောင်းပြန်ပြီးတော့မှရှင်းပြပြောဆိုထားတာဖြစ်တယ်။တရုတ်ဖီးယားနဲ့တူခုဆိုရင်ဒီထိန်းနိုင်ချက်မကျေခွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကတော့ရှာမြောက်မှာဆိုတော့ကျွန်တော်တို့မှနော် ဒီသူတို့ဆိုရှယ်ထားတဲ့နေမျိုးတွေပြန်လဲလိုချင်နေတာပြမလာရှုံမျိုးမှာဆိုလဲသူတို့ကိုယ်တိုင်ဓမြမှုတွေလုံဆောင်နေတယ်ဆိုတော့လဲကျွန်တော်တပိတော့မှာကြာတိနေရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအိုးစုဖွဲ့ပြမတောင်းချနေတဲ့စကောက်စီတဖို့ဝင်ရရလွှဲရတဲ့ကြောင်းမကြခင်မှာကျွန်တော်တို့ရှုံမျိုးမှာပဲဒီ2019တတိယလိုင်းတရက်ပေါပေါလာနိုင်တဲ့အချိန်တွေရှိနေတဲ့စပရင်မှာကျွန်တော်တို့တော်လိုင်းသမားတွေကနေပြမပြောဆိုလာကြတာပဲဖြစ်ပါတယ်အနေထိုင်မစင်ချင်ပဲနဲ့ကျွန်တော်တို့ပြည်သူတွေကိုဒီလိုမျိုးဖိနေနိုင်ကျင့်နေဦးမယ်ဆိုတော့မကြခင်မှာစကောက်စီတဖို့ဝင်2019ပထမလိုင်းနဲ့ဒုတိယလိုင်းလိုမျိုးပဲအသေးပြောရရင်မျောအောင်မယ်ဆိုတာတော့ ကျွန်တော်ချိန်တိပြောလို့ရနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတဘို့အနေနဲ့ခက်တက်ကတရင်တဘို့လေးစစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်။ရှေကုံမြို့ကရွှေပြည်သားမြို့နယ်ဝါတရားစမှုဇုံမှာရှိတဲ့ rounder အထင်ကျုပ်စက်ရုံမှာအလုသမား2000ကျော်ကလုခလာစာနဲ့အချင်းပိုကြီးတုံ့မြင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေတယ်လို့ဆန္ဒပြအလုသမားတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ23ရက်နေ့မနက်ပိုင်းကစပြီးရန်ကုန်မြို့ကရွှေပြည်သားမြို့နယ်ဝါတရားစမှုဇုံက တရုတ်လူမျိုးပိုင်ရောင်တာအထည်ချုပ်စက်ယုံမှာလူသမား2000ကျော်ကတရက်လုံအားကငွေကျပ်8800နဲ့ဘလို့မှအဆင်မပြေတဲ့အတွက်တရက်လုံအားကငွေကျပ်1300တောင်တိုးပေးဖို့နဲ့အချိန်ဘိုးကြီးကိုလည်းတနားကြီးကို2000ကနေ2500အဖြစ်904ဒါတိုးမြင့်ပေးဖို့စန္ဒပြတောင်းဆိုနေတယ်ဆိုပါတယ်တခြားစက်ယုံတွေမှာလူသမားတွေဟာတရက်လုံအားက12000ကျပ်ရရှိနေပြီဖြစ်တယ်လို့အခုတရုတ်လူမျိုးပိုင်ရောင်တာအထည်ချုပ်စက်ယုံမှာတော့ လောက်ကလာစားမတိုးပြီးတဲ့အတွက်ဆန္ဒပြတောင်းဆိုနေတာဖြစ်တယ်လို့လည်းအလုသမားတွေကပြောထားပြီးစက်ယုံဘက်ကတော့အလုသမားတွေကိုအလုတ်ခွင်ပြန်ဝင်ဖို့ဖိအားပေးနေတယ်လို့ညှိနှိုင်းမှုတွေလည်းလုပ်နေပြီမဲ့သဘောတူညီမှုမရသေးဘူးလို့ဆန္ဒပြအလုသမားတွေကပြောထားကြပါတယ်ခင်ဗျာခုဒီမှာကျွန်တော်ကြားထားတဲ့တိုင်းစွန်းတော့ပေါ့နော်ရှေပီတာမြို့နယ်မှာရှိတဲ့ဝတ်တရားစစ်မှုဇုံကဒီ rounder အထက်ချုပ်စင်အောင်မှာစွန်းတော့ကျွန်တော်တို့ဒီမြန်မာလူသမားတွေပေါ်မှာ လောကခါနဲ့ပတ်သက်ပြီးတော့မှအနိုင်ကျင့်ကောင်းမှုဖြစ်နေတဲ့စနစ်မျိုးတွေကျတို့ထပ်ပြီးတော့မှကြာတိနေတာပဲဖြစ်ပါတယ်။အခုတလောစစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတဲ့တရုတ်ဒီအချိုးစည်းပွားကုမ္ပဏီတွေဟာဆိုတော့ကျတို့မြန်မာလူစမားတွေပေါ်မှာဖိနှိပ်မှုတွေများစွာရှိနေတာဖြစ်ပြီးတော့မှဒါကိုကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှမခံချင်းစင်းတဲ့ဟုဆိုရင်စာနာပြတပိမုံတွေလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျတို့မြန်မာပြည်တွင်းမှာဒီလိုမျိုးအနိုင်ကျင့်မှုတွေခါနေရတယ်ဆိုတာတော်တော်လေးကိုလုံးဝအတိတ်ပဲမရှိတာဖြစ်ပြီးတော့မှမျောလင်တို့စစ်ကောင်ဆောင်တဲ့ဘလောက်ထိပေါ့နော်ဒီအတုံးမကြလဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေတိုင်းပြီး ီတော့မှတော်လိုင်းမှာအောင်ပွဲတွေဒီတက်ပြန်ရရှိမယ်ဆိုတော့ကျွန်တော်တို့ဆီကနေပြမကိုသိဆုံးနေတဲ့တရုတ်အချိုးစည်းပွားခံ ကုမ္ပဏီတွေကိုလည်းကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့မောင်းထုတ်နိုင်မှာပဲဖြစ်ပါတယ်။ဒီတော်လိုင်းမှာပြည်သူတွေနေနဲ့ဒီအဆွန်ဆွန်ဒီဖူပေါင်းပုံရင်းနဲ့ကျွန်တော်တို့ Fiscal Anarchy လို့သူစုနဲ့နောက်ခွဲနေပြီးတော့မှကြောက်ထောက်နောက်ခံလုပ်ပေးနေကြတဲ့နိုင်ငံတွေကိုလည်းကျွန်တော်တို့အနေနဲ့ဒီအမျက်ဖြတ်တက်ခိုက်သွားနိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မျိုးကပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြည့်စုံပြီးတော့မှတိုင်ရဲ့ချက်နဲ့ညချက်လေးပြန်ဆက်ချပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။